ဈေးကွက်ဆစ်ဆေးရေးဈေးနှုန်းထိန်းချုပ်ရေးနဲ့မတရားအမျက်တင်ရောင်းချမှုတွေကိုထိထိရောက်ရောက်ဆစ်ဆေးထိန်းသိမ်းသွားဖို့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွတ်စောကနိုဝင်ဘာ16ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြည်အောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာတိုက်တွန်းလိုက်ပါတယ်။ပြည်သူတွေရဲ့နေထိုင်စားသောက်ရေးနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကုန်စည်စစ်ဆေးမှုလွယ်ကူချုံးမွေ့စေဖို့နဲ့ကုန်စည်ဈေးနှုန်းတည်ငြိမ်ဖို့လည်းလိုအပ်တယ်လို့ပြောပါတယ်။ အခြေခံကြတဲ့ဆန်စင်းတို့တည်ငြိမ်နေတဲ့ဆိုပေမဲ့ထုတ်လုပ်မှုဝယ်ယူမှုရောင်းချမှုနဲ့စားသုံးမှုစတဲ့ခွင်ဆက်တွေအားလုံးကိုလိုက်လျောညှိထွေဟန်ချက်ညင်ညီနဲ့မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒါအပြင်အခြားရာသီပေါ်တည်နေတွေအတွက်လည်းရောင်းဝယ်ဖောက်ကားမှုခွင်ဆက်မှတ်ကန်စေရေးဆောင်ရွက်ပေးခြင်းဖြင့်စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေရဲ့လူမှုစီးပွားဘဝအဆင်ပြေမှုရရှိနိုင်မယ်လို့လည်းဝန်ကြီးချုပ်ရဲ့ပြောကြားချက်အရသိရပါတယ်။ မိမိတို့နိုင်ငံရဲ့ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရမှာတရားမဝင်ကုန်သွယ်မှုတွေကအ धिक အဟံအတားဖြစ်နေပြီးလူမှုရေးစီးပွားရေးနဲ့လုံခြုံရေးကဏ္ဍတွေအပေါ်များစွာဆိုးကျိုးတက်ရောက်စေတယ်လို့ဝန်ကြီးချုပ်ဦးညွတ်စောကပြောထားပါတယ်။လက်ရှိကာလမှာမြောက်ဝတီရှမ်းပြည်နယ်မြောက်ပိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့ထဲတရားမဝင်ကုန်ပစ္စည်းတွေဝင်ရောက်လာမှုမရှိစေရေးအလေးအနက်ထားပြီးတာစီစစ်ဆေးခြင်းတွေစက်မှတ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ တရားမဝင်ကုန်သမှုကနိုင်ငံအတွက်ပပောင်းဆောင်ကစိုးကျိုးတွေကိုသာတက်ရောက်စေတဲ့အတွက်အလုံးစုံပပျောက်ရေးအထိရည်မှန်းချက်ထားဆောင်ရွက်သွားကြဖို့တိုက်တွန်းထားကြပါခင်ဗျာ